တချို့တွေပြောပြီးတချို့တွေငိုရပြန်တဲ့နိုဝင်ဘာအင်္ဂလန်လူစည်းအားလုံးပဲမင်္ဂလာပါ OK Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နိုင်ငံတကာပရက်ကိုရောက်ရှိတော့မှာဖြစ်တဲ့အတွက်အသင်းသီးသီးကလည်းသူတို့ရဲ့လူစည်းကိုထုတ်ပြန်ကြေညာနေပါတယ်ဒီထဲမှာပရိသတ်တွေစောင့်ကြည့်နေကြတဲ့အသင်းသင်းကတော့အင်္ဂလန်သင်းပဲဖြစ်ပါတယ်အင်္ဂလန်နီးပြသောမတ်စတူကဲကပြတ်သားတဲ့နီးပြတစ်ယောက်ဖြစ်ပြီးလူစည်းကိုသူသဘောကျမှာပဲရွေးချယ်ဆုံးဖြတ်နေတဲ့အတွက်ပြီးခဲ့တဲ့နိုင်ငံတကာပရက်မှာတချို့စူပါစတာတွေလည်းရွေးစဉ်သင်းမှာပါဝင်ခွင့်မရခဲ့ကြပါဘူး ီတစ်ခေါက်အင်္ဂလန်လူစည်းင်းထွက်လာတဲ့အခါတချို့ဇာသမားတွေပျော်ကြားရပေမဲ့တချို့ကတော့ငိုနေရုံဖြစ်ပါတယ်အင်္ဂလန်ကဒီတစ်ပတ်မှာနောက်ဆုံးကမ္ဘာဖလားချေစီပွဲတွေကိုရှင်ပြန်ကစားရမှာဖြစ်ပြီးဒီအတွက် Real Madrid ဇာသမား Jude Bellingham နဲ့ Manchester City ဇာသမား Phil Foden တို့ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ် Bellingham ကာလာရှိတရားဖြစ်နေတဲ့ပခုံးတရားကိုခွဲစိတ်ကူတာခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့လမှာပြန်ကစားနိုင်ခဲ့ပေမဲ့လူကေကတော့လုံလောက်တဲ့ပွဲကစားခြင်းမရသေးတဲ့ Bellingham ကိုမရွေးချယ်ခဲ့ပါဘူးဒါပေမဲ့လည်း Bellingham ကပြီးခဲ့တဲ့လအတွင်းကောင်းမွန်တဲ့ပုံစံတစ်ခုကိုပြသနိုင်ခဲ့ပါတယ် ဗယ်လင်ကန်ကဒီယာတီရီရဲ့အတွက်ပြိုင်ပွဲစုံ10ဝဲပေါဝင်ကစားပေးထားပြီးဂိုးပေါင်ပတ်သက်မှု၄ချိန်ပြုလုပ်ထားပါတယ်။ပြီးခဲ့တဲ့ရာသီမှာကြာဆင်းသွားတဲ့ဖိုရန်ကလည်းဒီယာတီမှာမန်စီးတီးအတွက်ပြိုင်ပွဲစုံ13ဝဲပေါဝင်ကစားပေးထားရမှာ၄ဂိုးသွင်းပြီး3ဂိုးဖန်တီးပေးထားပါတယ်။ဒီတော့ဖိုရန်နဲ့အင်္ဂလန်အသင်းတနေရာစာကိုပြန်လည်ရရှိခဲ့ပါတယ်။အန်အိုဘိုကောလောက်ပေါဝင်လာသူကတော့ဘုံမောက်ကစားသမားလေးအဲလက်စကော့ပဲဖြစ်ပါတယ်။စကော့ဟာအင်္ဂလန်ယူနိုက်တက်နဲ့အတူဆက်ပွဲထိကစားပေးထားပြီး2025မှာအင်္ဂလန်ကိုယူရိုချန်ပီယံဖြစ်စေခဲ့ပါတယ်။ ချယ်ရီတို့ကလည်းလက်ရှိပရီးမီးယားလိမှာဆင်ငါဆိုတော့စကော့တ်ရဲ့လောအနှုံးကိုတိမဲ့ပြုရမှာဖြစ်ပြီးဒူခေကသူ့ရဲ့စမ်းသပ်ချက်မှာပါဝင်စေခဲ့တာဖြစ်ပါတယ်။ဘာစရမာ၅ထွက်ကစားရင်မြင့်ပြန်ခီးတစ်ခုကိုဖျက်တမ်းနေတဲ့မာကတ်ရက်ရှ်ဖို့လည်းလက်ရွေးစင်တင်မှာဆက်လက်နေရရပြီးဒူခေလက်ထက်ဒီကကစားသမားတယောက်ဖြစ်လာနေပါတယ်။အင်္ဂလန်သင်္ကန်းဆောင်ဟယ်ရီကင်းကတော့လက်ရွေးစင်တင်တဲ့ဒူ125ဘွဲ့ကစားပေးထားတဲ့ပီတာရှက်တန်ရဲ့ဆိုင်ခြင်ကိုကြော်ဖြတ်နိုင်တော့မှာဖြစ်ပြီးနိုင်ငံသင်းတွင်86ကိုသွင်းယူပေးထားပါတယ်။ခရစ်စတယ်ဘဲလစ်ကွေးလိပ်စားသမားအက်ဒန်ဝါတန်လည်းပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ 2020နှစ်ဝဘလာရုံကလက်စွပ်ပြခဲ့တဲ့နယူကာဆယ်ကုသမာ Nick Pope ကလည်းသူ့ရဲ့ရည်သွေးကိုတက်တည်ပြဖို့နောက်တစ်ချိန်ခွင့်ရထပ်ပြီးရရှိအောင်မှာဖြစ်ပါရင် Scott နဲ့ Warden တို့ပါဝင်လာကြတဲ့အခါ Northern Forest ရဲ့နံပါတ်10 Morgan Gibbs-White ကတော့ကြံရိပ်ခဲ့ရတဲ့ကစားသမားတွေနဲ့ပါဝင်သွားခဲ့ပါရင် Gibbs-White က DRD စတာထွက်ကလေးကရုန်းကန်နေခဲ့ရပြီးနိုင်ငံသင်းမှာပြန်လည်ပါဝင်ခြင်းရင် Club သင်းမှာပုံစံကောင်းပြန်လည်ရရှိအောင်အရင်စ조사ရပါအောင်မယ် Everton ကိုငါထွက်ကစားနေတဲ့ Jack Grealish ကလည်းသူ့တကူရောအနေနဲ့ရာသီကောင်းတစ်ခုကိုဖျက်ဆီးနေပေမဲ့တူခဲကိုတော့ဆွဲဆောင်နိုင်ခြင်းမရှိသေးပါဘူး။ ။နေရာကနေပြန်လည်သက်သာလာကစား Trent Alexander Arnold တို့လည်းတူခဲကအခွင့်အရေးမပေးသေးဘဲခြံရစ်ထားခဲ့ပါရယ်။အင်္ဂလန်လူစည်းမှာ Hurricane တယောက်ပဲနံပါတ်9ကစားသမားစစ်စစ်ပါဝင်ပြီး Aston Villa တိုက်စင်မှု Oliver Kings နဲ့ Ayrley တိုက်စင်မှု Ivan Toney ကိုကြံရစ်ခဲ့ကြပါရယ်။ဒီရသည့်ပွဲချိန်မရတော့တဲ့ Arsenal လူငယ်လေး Milos Kelly လည်းပါဝင်လာခြင်းမရှိခဲ့ပါဘူး။အင်္ဂလန်ကအုပ်စုကေမှာ6ပွဲကစား16မှတ်ပြည့်ရရှိထားပြီးကမ္ဘာ့လားခြေစစ်ပွဲအောင်ပြီးသားဖြစ်နေပါရင်။ထူးခြားချက်ကတော့ 2K ရဲ့အသင်ကဒီ6ပွဲလုံးမှာပေးကူတကူမှမရှိခဲ့ပဲကလင်းရှင်နိုင်မယ်ရရှာဖွေနိုင်ထားပါရင်။ အင်္ဂလန်ကလက်ချက်ချင်းစစ်ပွဲအနေနဲ့နိုဝင်ဘာ14မှာဆာဗီယာသင်းကိုဝင်းဘလီမှာအဲခံကစားရမှာဖြစ်ပြီးနောက်သုံးရက်ကြာမှာအယ်ဘေးနီးယားသင်းကိုဝေးဝင်းပွဲစဉ်တွားရောက်ရှင်ပြန်ရမှာဖြစ်ပါတယ်။ဒုခဲအင်္ဂလန်မှာဘယ်ကစားသမားတွေစောင့်မွေးအောင်ပြီးကဘာဖလားကစားခွင့်ရရှိမလဲဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတော့ကျေးဇူးတင်ပါတယ်။